စကားပြတဲ့များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါပြီးခဲ့တဲ့ဘက်ကတင်ဆက်ခဲ့တဲ့ဂျာမန်ကွင်းလယ်လူတိုနီခရုစ်အကြောင်းလေးကိုကျွန်တော်နဲ့တူဝိုင်းအားကစားကလောင်ရှင်ကိုနန္ဒဝင်ညင်းချမ်းကနေပြောမှဒါဆက်လက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာအကိုမင်္ဂလာပါဗျမင်္ဂလာပါခင်ဗျာကျွန်တော်ဒါပြီးခဲ့တဲ့ဘက်ကပြောရင်ပြောရင်လည်းဒါဘိုင်မြူနစ်ကစားသမားဘောပါလေဒီဘိုင်မြူနစ်ကနေရီယယ်မက်ဒရစ်ပြောင်းမဲ့အခြေအနေလေးကိုကျွန်တော်ဒါရောက်သွားခဲ့တယ်ပြောတဲ့အချိန်ကလည်းနိုင်ဝဲလောက်ဖြစ်ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒါတစ်ဖြတ် နားလိုက်တာပါဒီရီယယ်မက်ဒရစ်မရောက်ခင်မှာအကိုဒါတိုနီခရုစ်က ဒီ Manchester United ကိုရောက်ဖို့ဒါရှိခဲ့တယ်ဗောနော်ဒါ David Moyes က Manchester United ကိုခေါ်ဖို့သဘောတူညီမှုရခဲ့တယ်ဖြစ်ကျွန်တော်အဲ့ဒီနှစ်မှာပဲဒီ David Moyes ကယာတိမကုန်ခင်ထုတ်ခံလိုက်ရပြီးတော့မှယာတိကုန်တဲ့အချိန်မှာဒါ Louis van Gaal ရောက်ခဲ့တယ်ဗောနော်ဒီ Louis van Gaal ရောက်ခဲ့တဲ့အချိန်မှာတော့ဒါ Toni Kroos ရဲ့အကြောင်းရှိရမဖြစ်တော့ဘဲနဲ့ဒီ Ancelotti ကဒါ Real ကိုခေါ်ရဲဆိုတာလေကျွန်တော်ဒါတွေ့ရဗောဒီအကြောင်းရှိရဲ့နောက်ပိုင်းအကြောင်းလေးတွေလည်းအခုသိထားလေရှင် share ပြပါဦးကော အဲနောက်ွယ်မှာထူးထူးခြားတော့မရှိဘူးဒီ Tony Cruz က Manchester United က3ဂျိန်ပေါ့နော်3ဂျိန်ကမ်းလှမ်းမှုတယ်တစ်ဂျိန်က David Moyes လက်ထက်အဲ့ဒီချိန်က Bayern Munich နဲ့ဒီ Real Madrid ဟောနှစ်သင်းကြားကာလဟုတ်ကဲ့အဲ့မှာတစ်ဂျိန်ပြီးတော့ Louis van Gaal ကလည်း Cruz ကိုကြိုက်တယ်ကြိုက်တော့16မှာတစ်ဂျိန်ကမ်းလှမ်းမှုတယ်ပြီးတော့ Jose Mourinho တုန်းကလည်းဒီ Bruno Fernandes sorry Pogba ဟုတ်ကဲ့အဲ့တွဲဖို့အတွက်ဒီ Tony Cruz ကိုစိတ်ဝင်စားဖို့တယ် အော် sorry Olegana Social လဲဒီခေါ်ဖို့စူးစမ်းဖို့တယ်သူကတော့ Pogba နဲ့ဒီ Bruno Fernandes တို့နဲ့အတူတွဲဖို့ပေါ့ဟုတ်ကဲ့ဆိုတော့အဲ့လေးချိန်မှာပထမဆုံးအချိန်ကအနည်းသဆုံးဟုတ်ကဲ့။နေသဖို့သဘောတူမှုရသွားပြီ။ Tony Cruz ရဲ့အဖေဒီ Roland Cruz ဒီ Manchester ကိုရောက်တယ်။ Manchester United အသင်းတောင်းရှိသူတွေနဲ့တွေ့တယ်။အသင်းကဒီ Post School ကအနားယူသွားပြီးသွားပြီ။ဟုတ်ကဲ့။ပြီးတော့နောက်တစ်ယောက်က အဲ market correct ကဟုတ်ကဲ့အသက်အရွယ်ဖြစ်လာအသက်အရွယ်ရလာပြီဆိုတော့ဒီအချိန်မှာဒီကွင်းလေကိုအစားထိုးဖို့အတွက် recruit ကိုလိုက်တာဆိုတော့ဘိုးဘက်ဒီအားလုံးသဘောတူတယ် buy minute မှာကဒီ adidas က tony cross ရဲ့ lava အတွက်ပြဿနာမရှိပေမဲ့ ori ကပြဿနာရှိတယ်ဟုတ်ကဲ့ဒီ romanicki olihona store ကလည်းမပြေးတင်တဲ့အခါမှာဒီဘက်မှာအဆင်မပြေတော့ဟုတ်ကဲ့မပြေတော့ထွက်ခွင့်ပေးဖို့ faju က18လကျန်တယ် ်သက်ရှိလာကြံတဲ့အချိန်မှာဒီရတဲ့အဆင်ပြေတဲ့ဈေးနဲ့သူတို့ထုတ်ဖို့ကစီစဉ်ပြီးသားဖြစ်တဲ့အချိန်မှာ Manchester United နဲ့ညှိနှိုင်းမှုကအလုံးအဆင်ပြေတယ်ဟုတ်ကဲ့အဲ့တော့အဆင်ပြေပြီမဲ့ April မှာ David Moyes အထုတ်ခံရတယ် Moyes က10လပေါ့နော်10လကြာတယ်အဲ့ April မှာအထုတ်ခံရတဲ့အချိန်မှာယာစီကုံရင်ပြောင်းတော့မယ်လို့လည်းအလုံးပြောပြီးသွားပြီအဲ့တော့ယာစီမကုံခင်မှာဒီ David Moyes အထုတ်ခံရတဲ့အချိန်အဲ့အပြောင်းရှိအောင်ပြီးသွားတယ်ဆိုတော့ Tony Cross ကအဲ့အကြောင်းလဲသူသူ United ကစားသမားဖြစ်ခဲ့ ဟိုတော်တော်နှီးစက်ခဲ့တယ်ဒါပေမဲ့ David Moyes ဒီယာရုအထုတ်ခံခြင်းနဲ့တူသူတို့အဲ့အစီအစဉ်နဲ့အကုန်လုံးပြတ်စည်းသွားတယ်ဆိုပြီးတော့သူပြောတယ်အဲ့ April နဲ့ဒီကဘာဖလားကာလကြားထဲမှာ Carlo Ancelotti ကဝင်လာတာဟုတ်ကဲ့ Ancelotti က Real Madrid တဲ့ဒီဘက်မှာ Manchester United နဲ့အပြောင်းအရွှေ့ကပြတ်ပြီး Bayern Munich ကလည်းဒီထွက်ချင်တယ် Toni Kroos ကလည်းထွက်ချင်တယ် Bayern မှာသူရနေတဲ့လသာက Euro 4သန်းဟုတ်ယူရိုလေးသန်းဆိုတာကဒီဖီလစ်လမ်တို့သောမတ်မိုလာတို့နဲ့ဆိုအရန်ကွာလုံးတယ်ဟုတ်ကဲ့ဆိုတော့အခါကျတော့ ဒီ cross ရဲ့အဖေကအရှစ်တန်း၁၀တန်း၁၀တန်းတောင်းနေရှစ်တန်းလောက်လိုချင်တဲ့သဘောမျိုးမှာရှိတယ်။ဒါပေမဲ့ Bayern Munich ကစောစောဟိုဘက်ပြောသလိုပဲအမင်းအဲ့အစစ်မှမရှိဘူးဆိုတဲ့အနေထားမှာဟိုဒီဟာကအသင်းထွက်ဖို့ရှိတဲ့အချိန်အော်ကမ္ဘာဖလားမတိုင်ခင်မှာပဲ Real Madrid ကဝင်လာပြီးတော့ခက်မြန်မြန်ပဲအကျိုးသဘောတည်မှုယူလိုက်တယ်။ဟုတ်ကဲ့။အကျိုးသဘောတည်ယူလိုက်တဲ့အခါမှာပထမဆုံးသဘောတူတာက Euro 10တန်းဝင်ကျင်ဖြစ်လိမ့်မယ်ပေါ့။ဟုတ်ကဲ့။ Tony Cruz ကိုနှစ်ချေစာချုပ်ထုတ်ပေးမယ်။ဟုတ်ကဲ့။ဆိုတော့အဲ့ အတိုင်းအဲ့သဘောတညူကပုံကိုသဘောတညူမှုနဲ့ဒီတော်နီခရော့စ်က walk up ကိုသွားတယ်အဲ့ walk up ကိုသွားတဲ့အချိန်မှာကာလာမစခင်လေးမှာပဲ Bayern Munich နဲ့ဒီ Real Madrid ကလည်းဒီ Euro 25သန်းပေါ့နော်ဟုတ်တယ်နော်20ကျော်ဝန်းကျင်ပေါင်ပေါင်သန်း20ကျော်ပေါ့23 4သန်းပေါ့ဟုတ်ကဲ့အဲ့လောက်နဲ့ဒီဒီဘက်မှာအပြည့်သက်ပြီးသွားတယ်ဒါပေမဲ့ဒီကာလာပြိုင်ပွဲကာလာအတွင်းမှာဒီ Germany လေးစင်အသင်းအတွက်သူ Iron Fight ချင်တဲ့အတွက်ဒီသတင်းကိုမထုတ်ပြန်ဖို့အတွက်ဟိုဘက်ဒီဘက်ဒီ Toni Kroos ရော Real Madrid ရောနှစ်ဖက်လုံးကသဘောတူလိုက်ကြတယ် ်ဟုတ်ကဲ့အဲ့တော့ကဘာဖလားပြီးတာနဲ့၃ရက်အကြာမှာပဲသူရယ်မက်ဒရစ်ကစားသမားဖြစ်ကြောင်းတည်ဝင်ကျင်လိုက်တာဆိုတော့အဲ့မှာသူလာတာကဒီယူ30တသမ6သန်းရတယ်30တသမ6သန်းဆိုတော့သူဒီအတိုင်းမဲ့သူကအဲ့ဒါအခွန်မဆောင်ငယ်လာတာပေါ့ဟုတ်ကဲ့အဆောင်အခွန်မဆောင်ငယ်လာတာ30တသမ6သန်းဆိုတော့သူကအသတင်သူကဒီ6သန်းကို9သန်းလောက်ရတယ်အဲ့လိုနဲ့သူရယ်မက်ဒရစ်ကစားသမားဖြစ်လာတယ်ဆိုတော့ cross madrid ကိုရောက်တဲ့အချိန်မှာပဲတစ်ဖက်မှာလည်းဂျာဗီအလွန်ဆိုကဟိုဘက် direction ကလာရတာ ဒါမျိုးလေးကိုပြန်ပြီးတော့ထွက်သွားတယ်အနောက်တစ်ချက်ကဒီမာရီယာကိုလည်းသူရောက်ထုတ်လိုက်တယ်ဟုတ်တယ်ဆိုတော့အဲအဲ့မှာဒီတော်ရီခရော့စ်နဲ့ဟိုဟာမစ်ရိုဒရီဂတ်ဟုတ်တယ်ဟာမစ်ရိုဒရီဂတ်ရောက်အတင်းကိုရောက်လာတယ်ကျွန်တော်ဒီ2000ကလာနာဗက်ရောက်လာတယ်ဟုတ်တယ်2014ကိုဘလာမှာတကယ်ဟီးရိုးဖြစ်ခဲ့တာဗောနော်ကျွန်တော်ဒီမှာခရုစ်ကလည်းဂျာမနီလေဗစ်စင်တင်းတဲ့သူကိုယ်ကြီးလည်းတွင်တယ်ကိုယ်ကြီးလည်းဖန်တီးတယ်ချန်ပီယံလည်းဖြစ်ခဲ့တယ်နောက်ထပ်ကျွန်တော်ဟာမစ်ရိုဒရီဂတ်ကလည်းဒါအာအတင်းအလောက်ကိုဒါခြေစွမ်းနေပြခဲ့တာဗောအဲ့ဒီအချိန်မှာ ဝီယေကိုယောက်လာတယ်ယောက်လာတာချင်းတူပေမဲ့ဟိုအောင်မြင်သွားတာကြတော့တခြားစီဖြစ်သွားပါတော့ဟာမက်စ်ကတော့အဲ့လောက်မအောင်မြင်သွားဘူးကျွန်တော်ဒါတိုနီခရုစ်ကတော့အလုံးမြင်တဲ့တိုင်ပဲနောက်လျှောက်အောင်မြင်သွားတယ်အဲ့ဂျာကာလာတဲ့ဘက်ကိုရီယေရောက်စမှာတော့ဒါနီးပြပြောင်းလဲလေးလည်းနည်းနည်းဖြစ်သွားတယ်ပေါ့နော်အန်ချလော်တီကတနစ်နေလိုက်ပြောမှာဂျာကာလာမှာဗီနီတက်စီလာမျိုးယောက်လာဗီနီတက်စ်ကလည်းမကြောက်ဘူးဒေါ်တာစီဒန်ရောက်သွားတယ်အဲ့နီးပြအပြောင်းလဲကာလာမှာရောဒီတိုနီခရုစ်ရုံးကန်ရတာမျိုးပါရှိခဲ့တာမျိုးနီးပြအပြောင်းလဲတင်မကောက်ဘူးတိုနီခရုစ်က သူ့ရဲ့ဒီ live ကလောကပြောင်းသွားပြီဟုတ်ကဲ့ဆိုတော့ဂျာမန်နဲ့စပိန်ရဲ့ကဥရောပမှာဟို culture ကတခြားပြီပဲဟုတ်အဲ့ဂျာမန်ကအရင် western စံတယ်စပိန်ကလည်း conservative စံတယ်ဒါပေမဲ့ Munich နဲ့ဒီ Madrid ကကြတော့အပြောင်းမြန်ပါတော့ celebrity live ကကြတော့ Madrid ကတကယ် celebrity live သူကအဲ့ဂျာထဲမှာတော်တော်လေးညှိနှိုင်းရတယ်ဟုတ်ကဲ့နောက်တစ်ခုဘာသာစကားအခက်ခဲပေါ့ဆိုတော့ဒီ German သူက German ပြောနိုင်တယ် English ကတော့ဒီ limit ရှိတာပေါ့အကန့်အသတ်နဲ့ပြောနိုင်တယ်အဲ့ Spain စကားကလုံးဝမပြောတတ်ဘူး။ဟုတ်။မပြောတတ်တဲ့အခါကျတော့ဒီ Spain စကားကိုအိမ်မှာခေါ်တင်တဲ့ကိစ္စမျိုးတွေလုပ်ရတယ်။ဒါပေမဲ့အဲ Luka Modric ကကြိုးရောက်နေတာ။ Modric သူ့ကိုကိုင်ရတယ်။ Iker Casillas သူ့ကိုကိုင်ရတယ်။ဒီနေ့သူတို့နှစ်ယောက်ကပဲဒီအသင်းဖော်တွေနဲ့ဒီ Toni Kroos ကြားထဲမှာ communication လုပ်ပေးတယ်ပေါ့။ Kroos အတွက်အဲ့ဒီကာလတွေကသူ့အတွက်ခက်ခဲတယ်။ဒါပေမဲ့ Toni Kroos ရဲ့အကျင့်ကငြိမ့်တယ်။ ်အဲပြဿနာတစ်ခုပေါ်လာပြီဆိုရင်ဟိုနိုင်ထဖြစ်ချင်းတက်တက်ကြရမို့အေးစစ်စစ်ပဲတည်တည်ငြိမ်ငြိမ်ပဲဒီဟာကိုဒီကွင်းပြင်ပြဿနာတွေကိုကွင်းထဲကသူ့ရဲ့ဖေးဖို့မှုတွေကြော်ဖြတ်မယ်ဆိုပြီးတော့သူသူပြောတဲ့စကားအတိုင်းပဲတကယ်ပဲသူကွင်းထဲမှာအေးအိုင်ယွန်ဖိုက်ပြီးတော့လုပ်ဖို့ကြိုးစားနောက်တစ်ခုကဒီ tactically ဘိုင်းပေါ့နော်ဆိုတော့နည်းပြအပြောင်းလဲတွေမတိုင်ခင်မှာဒီ tactical changes ကဘာဖြစ်သွားလဲဆိုတော့ bio manage မှာသူကစားတဲ့ပုံစံကအဲ့ဒီအချိန်မှာကွင်းနဲ့တိုက်စစ်ဆန်တယ်တစ်ခါလေး number 8 row ကစားတယ်တစ်ခါလေး number 10 row ဆန်တယ်ထိုနေ cross ကစားတဲ့ပုံစံက ဲ့ Real Madrid ကိုရောက်တဲ့အချိန်မှာ Carlo Ancelotti ကသူ့ကိုဟို block combination Ancelman ပုံစံသူ့သုံးနေတယ် deep line playmaker ပုံစံသုံးနေတယ် Javi Alonso ထွက်သွားတဲ့နေရာအတွက်အစားထိုးနေတာဖြစ်တဲ့အတွက်ဆိုတော့အစောပိုင်းမှာ Ancelotti ရဲ့ဒီသူတွေးထားတဲ့ပုံစံကလည်း James Rodriguez နဲ့ Luka Modric ကို attacking like time cross ကို number 6 role ကစားခိုင်းနေတဲ့သဘောမျိုးမှာရှိတဲ့အတွက် cross ကိုသူကဟို line ကိုဆွဲချလိုက်တယ်ဆွဲချတော့အဲ့ဒါက Tony Cross ရဲ့ကစားသမားဘက်တစ်ယောက်လုံးမှာ သူတခါမှကစားခဲ့ဘူးဆိုတော့ anthology ကဘောလုံးလိုက်မလို့နဲ့မင်းနေရာကဘောလုံးလိုက်မလို့နဲ့ဘောလုံးလိုက်မလို့နဲ့မင်းလောက်ရမယ့်အလုပ်ကဘောလုံးကိုဖောက်ပြီးတော့လက်ခံအရလာပြီဆိုတမ်ပိုကိုထိန်းဆိုတော့အဲ့ဒီအလုပ်ကိုပဲလုပ်ခိုင်းတယ်ဆိုတော့ cruise ကအဲ့ဒီအလုပ်ကသူနဲ့အဲ့ဒီအစောကသူအံမွင်အဲ့တော့အံမွင်တော့ဘာလို့ရလဲဆိုတော့ color anthology နဲ့သူနဲ့ညှိရတယ်ညှိတော့ color anthology ကနောက်ဆုံးမှာ donny cruise ကိုသူ့ရုံးခန်းကိုခေါ်ပြီးတော့ဒီ AC Milan မှာ andrea pirlo ကစားတဲ့ ကစားတဲ့ဒီဟိုပါဗောဗီဒီယိုတွေဗောကလစ်တွေဗောအဲ့ဒီ ਆ ဒီပြပြီးတော့ဒီအခြေအနေမှာဒီ PLO ကဓာတ်လုပ်တယ်မင်းကဓာတ်လုပ်တယ်ဒီချမမင်းက PLO ကဓာတ်လုပ်တယ်မင်းကဓာတ်လုပ်သူတို့အဲ့ဒီဟာကိုသူဒီ color anthology ကခေါ်ပြီးတော့ရှင်းပြတယ်ဟာ cross ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါသူ့ဘဝရဲ့ဒီမြင်းစရာထဲမှာ PLO ပါတယ်ဆိုတာအဲ့ဒါကြောင့်ပြောတာဖြစ်သလို color anthology ကအဲ့ဒီ role အတွက်သူ့ကိုတေချာရှင်းပြပြီးတော့သူကောင်းကောင်းနားလည်လာတယ်အဲ့မှာဒီ Javier Alonso ရဲ့အရေးအသူးကိုပြောမှာဆို intelligence ဒါအလွန်ဆိုရဲ့အရေးသူတွေထဲမှာနောက်တစ်ချက်က press resistant ဝိုင်းပြီးတော့ဟိုလူတွေအများကြီးသူ့ကို tight space ထဲမှာ marking တွေအကတ်ထားလဲဂျာဗစ်အလွန်ဆိုက one pass တခုတည်း pass တခုတည်းနဲ့ one touch တခုတည်းနဲ့အဲ့ဒီဒီ tight space တဲ့ခါနေထွက်သွားနိုင်တယ်ဟိုဘောဘောလုံးမလို့လူကတော့သူအဲ့လောက်မမြန်ဘူး cross ကလည်း eye type မျိုးပဲဆိုအဲ့ဒီ press resistant ကိုလိုချင်တယ်ပြီးတော့ intelligent ကိုလိုချင်တယ်ပြီးတော့ဒီ tactically elite အလွာကစားသမားမျိုးကိုလိုချင်တာဆိုတော့ အလွန်ဆိုနေရာအတွက်တခြားသူကစားလို့မရဘူး cross ပဲကစားလို့ရတယ်ဆိုပြီးတော့ Tony Cross ရဲ့ဒီ band မျိုးလို့ကျွန်မကစားခဲ့တဲ့ပုံစံတွေအကုန်လုံးကိုမြင်ပလိုက်ပြီးတော့ Ramirez မှာသူအဲ့ပုံစံကိုသုံးတာသုံးတော့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ game ရဲ့ဒီ orchestra ဖြစ်လာတယ် game ရဲ့အဲ register ဖြစ်လာတယ်ပြီးတော့ဒီ game တစ်ခုလုံးရဲ့ tempo setter ဖြစ်လာဟုတ်ကဲ့ပါကျွန်တော်ဒါ react မှာလည်းဟိုဘယ်လိုပြောမလဲအခုပြောစသကျွန်တော်နည်းနည်းရုံးကန်ရပါမိမဲ့ သူ့အတွက်အခြေကျသိတော့မကြခဲ့ဘူးမကြလိုက်ဘူးမကြခဲ့ဘူးနောက်တစ်ခုအောင်မျိုးနေလေဒါမကြခင်မှာပဲစပြောမှလာယူယူလိုက်ကာလိုအန်ချလော်တီက cross ကိုတကယ်တော့ဖတ်လက်တွဲကလေးကကြိုက်တာဟုတ်ပြီအဲ့ဒီတင်းလာဆင်းလုံးဝတစ်ခုမှာ cross နဲ့ပတ်သက်ပြီးတော့မေးရဲ့ဒီ tony cross အသင်းအတွက်ဘယ်လောက်အရေးပါသလဲအော်အန်ချလော်တီက cross ဘောလုံးရရင်ဟုတ်ငါတို့အကောင်အလုံးလုံးမယ် ဟိုအဲတကယ်လို့ cruise ဘလို့မရဘူးဆိုရင်အငါတို့သူ့ကိုကာခွဲမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲဒါက Ancelotti က Tony Cruz နဲ့ပတ်သက်ရင်သူအထီးမခံဘူးဆိုတဲ့ပုံစံမျိုး Ancelotti ကတော်တော်လေးကြိုက်တယ်နောက် Cruz ကလည်း Ancelotti ကြိုက်တဲ့ဇယိုက်မျိုးအခြေစွမ်းအရာရောအနေအထိုင်းရောနောက်တစ်ခုကဒီ Madrid ရဲ့ night life ပေါ့နော်အဲ့ night life ကဒီအသင်းပေါ်ရင်းနဲ့သူနဲ့ကြားရမှာအသင်းမှာကအဲ့ဒီမှာ Cristiano Ronaldo ရှိမယ်နော် Sergio Ramos ရှိမယ် carbon benzema ရှိမယ် carbon bill ရှိမယ်ဒီကစားသမားတွေကတကယ် global icon တွေဖြစ်နေပြီ image ကအရန်ကြီးတယ်အဲ့ကစားသမားတွေ ਨੇ ဒီအဆက်အဟက်ကနည်းနည်းလေးဟာတယ်ဒီအသင်းရဲ့ပုံရိပ်ကိုမြင်အရန်မြင်နေပြီတဲ့ကစားသမားတွေဆိုတော့ tony cruz နဲ့ပုံစံနဲ့ကျတော့နည်းနည်းလေးဟာနောက်တစ်ခုက remrit ရဲ့ဒီ locker room ကအဝတ်လဲခန်းဟာကမ္ဘာမှာ most politic ဆိုတဲ့ဟိုအဝတ်လဲခန်းမျိုးဟုတ်ကဲ့အရန်ကိုဒီအသင်းရဲ့နှိပြဘာတူလဲဒီအသင်းနှိပြရဲ့ဒီ ideology ကဘာလဲအသင်းဥက္ကဋ္ဌကဘယ်ဘက်ကိုရင်းတယ်လဲအသင်းမှာဘသူတွေကဥဆောင်နေလဲဆိုတဲ့အချက်တွေပေါ့မူတည်ပြီးတော့ Madrid ဟိုလေကန်ကအဲ့လိုအဲ့လိုအရှုပ်ထွေးလေးတွေရှိတယ်ဟုတ်ကဲ့ကျေကကြော Tony Cross ကအဲ့ထဲမှာ तू ကဘယ်ဘက်မှာဝင်မပါဘဲနဲ့တော်သူ AACC နေရင်းနဲ့နောက်အချိန်တိုအတွင်းမှာပဲအသင်းပေါ်တွေအကောင်လုံးရဲ့ပုံရိပ်အကြီးဆုံးကစားသမားတွေကိုတခြားကစားသမားတွေကိုအသင်းပေါ်ကဒီအားလုံးရဲ့ယုံကြည်ကိုးစားမှုကိုသူရခဲ့တယ်အဲ့အတွက်နောက်တစ်ခုကဒီ Luka Modric ပေါ့နော်သူတို့နှစ်ယောက်က ဟို cross ရဲ့ဒီ madrid မှာဒီကစားသမားဘောအစောပိုင်းချောချောမိုးမဖြစ်ချင်းမှာ modric ရဲ့အကူအညီတွေအများကြီးပါတယ်ဒါကြောင့်လဲအဲဒီ modric ကိုသူကျေးဇူးတင်စကားပြောတယ်နောက်တစ်ချက်ကဒီ modric နဲ့သူနဲ့ကြားထဲမှာဟိုတချို့အရာတွေကစကားတွေနဲ့ပြောနေကြမှာမလို့သူတို့ကြားထဲမှာ chemistry တခုရှိတယ်နောက် interconnection ရှိတယ်မို့သူအခြေအနေတခုမှာ သူရောက်နေပြီမော်ရစ်ကဘယ်နေရာမှာရှိနေလဲဆိုသူအလိုလိုသိတယ်ဆိုတော့အဲ့တော့ telepathy ဆန်ဆန်အဲ့ပုံစံမျိုးတွေသူတို့နှစ်ယောက်ရလာတယ်ပေါ့ဆိုတော့မော်ရစ်ကသူ့အတွက်အကောင်းဆုံးအသင်းပေါ်ပဲဆိုတာမျိုးလည်းသူပြောတယ်ဟုတ်ကဲ့ပါကျွန်တော်ကို KCM ဆိုပြီးတော့မှဖြစ်လာတဲ့ဒီကွင်းလေအတွဲကဘယ်ခုနှစ်လောက်မှဖြစ်ပြီလဲဆိုတော့ကက်စမီရိုရဲ့ ဒီ cruise ရဲ့တော့လည်းကျွန်တော်ဒါ moderate ပဲဗောလေအဲ55 16 16လောက်ဖြစ်မယ်ဟုတ်ဟုတ်ကဲ့အဲ့ဒီမှာလည်းဒါသူတို့တော့ shot on မျိုး Zidane လက်ထက်မှာဖြစ်မယ်တယ်နော်ကို Zidane လက်ထက်မှာဗောဟုတ်ကဲ့ဗော Zidane လက်ထက်မှာကြောက်လို့လေ Zidane ကလည်းဒါ Tony Cruise ကိုပို့ပြီးတော့မှဒါတော်တော်ကြီးလည်းအားကိုးပါတယ်နော်ကျွန်တော်ဒါ Zidane လက်ထက်မှာကြည့်မယ်ဆိုရင် Cruise နဲ့ပတ်သက်ပြီးတော့မှထုတ်ပေါ်ပြောကြားတဲ့စကားတွေလည်းဒါအများကြီးရှိခဲ့မှာထင်တယ်ကိုအဲ Zidane ကကြတော့ Cruise ကို Ancelotti နဲ့မတူတဲ့ ်အပုံစံပေါ့နော်အတက်ကင်တော့နည်းနည်းပို့လိုက်ရပြီဘာကြောင့်လဲဆိုတော့အနောက်မှာဒီကက်ဆီမိုလို့ရှိလာပြီဂျာတွေမှာဘန်နီဒက်နဲ့ဆိုကစားရတယ်အဲ့ဒီအခြေအနေကတော့တိတ်အဆင်မပြေဘူးအဲ့ထားပါတော့အဆင်မပြေတော့သူအဆင်မပြေတာမဟုတ်အတင်းအဆင်မပြေတာအဇီဒန်လက်ထက်မှာရမ်မဒရက်ကပြန်ပြီးတော့အာကောင်းလာအာကောင်းလာချိန်မှာဒီကွန်းလေအထိုင်၃ရောက်အဲ့ဒီ၃ရောက်မှာသူကဘယ်ကိုနည်းနည်းထွက်ပေးရတယ်မာဆယ်လိုနဲ့ချိန်ဆက်ခိုင်းလာတယ်အဲတကယ်လို့ဒီခရော့ဘောလုံးရရင် ဒီ Real Madrid ကဇီဒန်ပြောတဲ့စကားအဲ့အဲ့ဒီဟာအရင်ပြောပါဇီဒန်ဘာပြောလဲဆိုတော့အသင်းတစ်သင်းအတွက်ဒီဘယ်လိုပြောမလဲနိုင်ပွဲတွေယူဖို့အတွက်ပေါ့နော်နိုင်ပွဲတွေယူဖို့အတွက်တိုနီခရော့စ်လိုကစားသမားမျိုးလိုတယ်ဒါပေမဲ့အောင်မြင်မှုတွေယူဖို့အတွက်ဆိုတော့တိုနီခရော့စ်လိုကစားသမားမျိုးကိုဝန်းရံဖို့လိုတယ်ဆိုတာမျိုးဇီဒန်ပြောအဲ့အဲ့ဒါကဒါနီးပြနှစ်ဦးရဲ့အဲ့ဒီစကားတွေကဒီအသင်းမှာတိုနီခရော့စ်အပေါ်ဘယ်တော့ ကိုတံမိုးထားတယ်ဆိုတဲ့စကားကြီးပဲဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာ cross ကဘယ်ကိုထွက်တယ် cross ကဘောလုံးကိုကစားပြီဆိုတသင်းလုံးကစားမယ်ဟုတ်ကဲ့အ cross ကဘောလုံးကိုနားလိုက်ပြီဆိုရင်အသင်းပေါ်တွေအသက်ရှူမယ်ဆိုတဲ့ပုံစံမျိုးနောက်ဒီဟိုဟာ Champions League final 2018 Liverpool နဲ့ပွဲအဲ့ပွဲပြီးဒီ press မှာပြောတဲ့စကားကျွန်တော်ဘယ်တော့မှမမေ့ဘူးအပွဲကအရင်ကသူစိတ်လှုပ်ရှားတယ်ဇဒန်းကစိတ်လှုပ်ရှားတယ်အရင်လဲဒီ Champions League ဘောလုံးပွဲရဲ့ ဖီအားကိုသူခံနေရပြီမဲ့ cross တဲ့ဘောလုံးရောက်ပြီဆိုတာနဲ့သူ relax ဖြစ်သွားတယ်ထိုင်ကမှသူအေးစေးထိုင်နိုင်တယ်ဆိုတဲ့ဟာမျိုးသူပြောသွားတာအဲဆိုတော့ဒါတွေကဒီ Zidane ရဲ့ cross အပေါ်မြင်နှစ်ယောက်စလုံးကဟိုကွင်းလေကစားသမားတွေတော့တယောက်တစ်ယောက်ကစားဟန်သာမတူကြတာနှစ်ယောက်လုံးကဒီ CM ကနေပြီးတော့ Zidane ကတော့တိုက်စစ်ကိုပို့လိုက်တဲ့ဘက် Tony Cross ကတော့ခံစစ်ကိုပို့လိုက်တဲ့ဘက်ကနေပြီးတော့နောက်ပိုင်းမှာဒီ number 8 row ပုံစံဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဒီဘယ်လိုခေါ်မလဲ Zidane ဒိုကျင်တဲ့ပုံစံအတိုင်း ်အတထရာတဲ့ကစားနိုင်တယ်အသင်းကိုဥဆောင်နိုင်တယ်သူ့ရဲ့ intelligence သူ့ရဲ့ vision သူ့ရဲ့ဒီဘယ်လိုခေါမလဲဆို weight of pass တွေပြီးတော့ long range pass တွေပြီးတော့ short pass တွေပြီးတော့ one touch နဲ့ကစားနိုင်တယ်သူ့မှာ pattern sequence တွေနဲ့ကစားနိုင်တယ်ဇေဒန်လိုချင်တဲ့ပုံစံအကုန်လုံးအကောင့်ထဲပေါ်ပေးနိုင်တဲ့အတွက်ဇေဒန်လက်ထက်မှာလို့သူအထိကကစားသမားတူအဖြစ်သူ့ကိုငင်ခဲ့ရတယ်ဇေဒန်လက်ထက်ဆိုတဲ့နေမှာပထမတစ်ချိန် Champions League plus 3လုံးဆက်ယူတယ်200ဒီခွဲရောနောက်တစ်ချိန်ပြန်လာတဲ့အချိန်မှာရော cross ဇီဒန်ရဲ့ဟိုသူသူဇီဒန်ကိုယ်တိုင်လည်းပြောတယ်ဒီအသင်းမှာဒီ line အထရေးပြီဆိုရင် Donny Cruz ကပထမဆုံးခြားရေးတဲ့နာမည်တွေကတခုပဲဆိုတော့ဟုတ်ကဲ့ပါကျွန်တော်ဒါအဲ့ကာလမှာလည်းကျွန်တော်လည်းဒါအောင်မြင်သွားတယ်ပေါ့လေဒီ Champion League အောင်မြင်မှုတွေမှာကျွန်တော်ကြည့်လိုက်တော့ Tony Cruz ရဲ့နာမည်ကအရန်တော့မထွက်ခင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဘယ်လိုပြောမလဲဒိုလေးလိုကစားမမျိုးရှိတာအကြောင်းလည်းပါလိမ့်မယ်ဟုတ်ကဲ့ပွဲ standing point ဖြစ်သွားတဲ့ခါမျိုးကြောင့်လေသူ့ရဲ့ဒီတိုက်ရိုက်ပအောင်ပတ်သက်မှုတွေကတော့နည်းနည်းလေးတော့နည်းတာကြောင့်ဖြစ်မှာတင်တယ်เนาะကိုအဲ့ကောင်လေးတွေကတော့အဲ Real Madrid ဒီ UCL ကိုစပြီးတော့လွှမ်းမိုးလာတဲ့အချိန်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီအချိန်ဒီမှာ2014 2014ကို14ပေါ့အဲ့အဲ့ဒီကာလတွေမှာက Tony Cross ကအသင်းကိုရောက်ကစားအလုံးငယ်တူဖြစ်တာတချောင်းနောက်တစ်ချက်ကရှင်းပြောခန်းစစ်အလုပ်တော်တော်များတယ် Real Madrid ရဲ့အဲ့ဒီအချိန်က BBC ကခန်းသိမ်းအလုံးမလုံးအလုံးမလုံးဟုတ်တယ် Benzema ရော Gabriel ရော Ronaldo ရောအဲ့ဒီခါကျတော့ဒီကိုယ်လည်းကစားသမား၃ယောက်ဟာတော်တော်လေးကိုအလုံးတော်ရတယ်အဲ့ဒီတော့ကိုယ်လည်းကစားသမားတွေနဲ့ခန်းခန်းစစ်ကစားသမားတွေတည်းမှာ ဆာဂျီရာမော့စ်ကဒါထူးထူးခြားခြားထွက်နေတာပေါ့နော်။ကျန်တဲ့ကလူကာမိုဒရစ်တောင်မှအဲ့လောက်နာမည်မထွက်ဘူး။တကယ်တော့မိုဒရစ်တောင်မှ2018ဝါကပ်ပြီးတဲ့အချိန်တော့ကစပြီးတော့19 20လောက်ကြာတော့မှမိုဒရစ်ကအဲ့လိုဖြစ်လာတာ။ရာမော့စ်ဒီ UCL 3ချိန်ဆက်ယူတဲ့အချိန်မှာမိုဒရစ်ကအဲ့လောက်အထိပထမ2ချိန်မှာအဲ့လောက်အထိဟိုလူတွေကြီးတော့ကြီးကျူးတယ်သဘောလဲကြတယ်။ဒါပေမဲ့ဟိုအကောင်ဆုံးတန်းမှာဆိုတော့အမြင်မျိုးအထိမရောက်သလို Tony Cruz လက်အိုက်ပုံစံပဲဟုတ်ပါဘူးဆိုတော့အဲ့ဒီမှာ customer လက်ဒီလိုပဲသူတို့တွေက underrated ဖြစ်နေတာဟုတ်ကဲ့အားကြောင့်လို့ဆိုတော့အသင်းမှာအဲ့ဒါပြောတာဒီပိုကက်အရန်ကြီးတဲ့ကစားသမားတွေကအရန်များနေတဲ့အခါကျတော့ဟုတ်ကဲ့ဟိုတခုခုနိုင်ပွဲရသွား BBC ပဲနိုင်ပွဲရသွား BBC ပဲ BBC တက်ပို့ပြီးတော့နိုင်ပွဲရသွား Ronaldo ပဲ Ronaldo ပဲဆိုတဲ့ပုံစံမျိုးကိုဖြစ်နေတာအဲ့လိုဖြစ်ရလောက်အောင်လဲ BBC ကတကယ်အကျိုးပြုတယ် Ronaldo ကတကယ်အကျိုးပြုတယ်နောက်တစ်ခုက Tony Cruz တို့ Luka Modric တို့ကတကယ်တော့ assist တွေနေတယ် direct assist တွေနေတယ်သူတို့ကဒီအသင်း ်ဟို direct assist တွေနဲ့ကူညီတဲ့ပုံစံမျိုးမဟုတ်ဘူးသူတို့ကအဓိကကတော့ဒီ regulator ပဲဇီဒန်က Tony Cruz ကို destroyer အဖြစ်လည်းမမြင်ဘူးဟုတ်ကဲ့ဘောလုံးကိုလိုက်ဖြတ်စရာမလိုဘူးအဲ့လိုပဲ playmaker အဖြစ်လည်းမမြင်ဘူးဟုတ်ကဲ့ and အဲ့လိုပဲဒီ creator အဖြစ်လည်းမမြင်ဘူး main regulator ပဲ main ပုံမှန်ပဲအလုပ်လုပ်အဲ့ main ပုံမှန်အလုပ်လုပ်တာကအတိုင်းတော့ကောင်းနေတာဆိုတဲ့ပုံစံမျိုးဆိုတော့နိဗျခိုင်းတာလဲ regulator အလုပ်သူကြိုက်တာလဲ regulator အလုပ်ဆိုတဲ့အခါကျတော့ ရိသတ်တွေအမြင်မှာလဲသူတို့ကပုံမှန်ကစားသမားတွေပဲ regulator ပဲဟုတ်ကဲ့ဒါပေမဲ့နောက်ပိုင်းမှာ Real Madrid ဒါတဖြည်းဖြည်းနဲ့ဒီ Ramos Ronaldo သွားတယ် Ramos ထွက်သွားတယ်သူတို့တွေကခေါင်တန်းကိုယောက်လာတယ်အသင်းကိုဥဆောင်တဲ့အချိန်တွေယောက်လာတယ်လူငယ်တွေကိုတွဲခေါ်ရတဲ့အနေထားယောက်လာတဲ့အချိန်မှာတော့ Toni Kroos တို့ရဲ့ယိုလုံးကပို့ပြီးတော့ကြွတ်တက်သွားတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဒီ Real နဲ့သူအောင်မြင်နေခဲ့တဲ့အချိန်မှာကျတော့လရွေးစင်တင်းတဲ့သူကျတော့ပြန်ပြီးမှကြာဆုံးနေတဲ့အချိန်တွေဖြစ်နေတာပေါ့နော်ဒီ2018 2018 အဲ့ကလိုက်နာရီးကချန်ပီယံလိဂ်တွေတောက်လျှောက်ယူတယ်။ဒါစီဒန်နောက်တစ်ချိန်လာတယ်ဒါလာလီဂါယူတယ်။ဒီလိုမျိုးအောင်မြင်မှုတွေရနေတဲ့အချိန်မှာကြည့်လိုက်တော့ဒီတိုနီခရုစ်ရဲ့ဂျာမနီလေဝီစင်ကစားမပေါ်ကတိတ်မလောက်ဘူး။ဒါ2018မှာသူဒီဆွီဒင်နဲ့ပွဲမှာမမမရဒီဖရီကစ်ပေါ့နော်ဖရီကစ်ကနေတိုက်ရိုက်ကိုသွင်းတယ်ဒီဘယ်ချမ်းလောက်ကနေရတယ်။အဲ့ဒီလုံးလောက်ရှိပြီးတော့2018မှာဖြစ်ကျင်တော့လေဂျာမနီကအိုဆိုစင်ကနေထွက်လိုက်ရတယ်။နောက်ထပ်ဒီ2020ကာလမှာကြည့်တော့လေဒါရှုံးထွက်ဆင်းလောင်လာမှုကျွန်တော်တို့ဒါအင်္ဂလန်ကိုရှုံးပြီးတော့မှထွက်လိုက်ရတယ်ရော။အဲ့ကာလအိမ်မှာကြည့်လိုက်တော့ ဟိုကလပ်သင်းမှာအောင်မြင်နေတယ်လို့လေရွေးစင်သင်းမှာကျတော့အောင်မြင်မှုမရတဲ့ပြင်နောက်ပိုင်းဘာတွေဖြစ်လာလဲဆိုတော့တစ်ချိန်ကဒါဘယ်လိုပြောမလဲသူ့ကိုမလိုလားခဲ့တဲ့ Uni Hotel Store ကဒါဝေဖန်လာတယ်ဒီ site pass လောက်ပဲသူပေးတတ်တဲ့ကစားမပါနောက်ဆုံးဒီ Lotus Matias ကလည်းဝေဖန်လာတဲ့အထိဖြစ်လာတယ်ဟာပါတော့ဒီ Germany လေရွေးစင်ကစားမပွားနေစိုးစိုးစီးစီးကိုနားလိုက်ရတဲ့အခြေအနေဖြစ်သွားပါဘောလေဒီ Real မှာကစားနေတဲ့ကာလာတွင်ဒီ Germany လေရွေးစင်အသင်းမှာဖြတ်တန်းခဲ့ရတဲ့အခြေအနေလေးလည်းအခုပြောပြအောင်ပြ အဲ့ဒီအချိန်ကကြတော့ Tony Cruz တင်မကပဲ ਨੇ ဒီဂျာမနီလိုရင်းအကုန်လုံးကဖီးယားတွေအောင်မရောက်နေကြပါဘူးဟုတ်ကဲ့ဆိုတော့2014မှာသူတို့အမြင့်ဆုံးအမှတ်ကိုရောက်တယ်ဟုတ်ကဲ့ရောက်ပြီးတဲ့နောက်မှာဂျာမနီဟာတအိနဲ့ပြန်ကြတယ်ယူရို2016မအောင်မြင်ဘူး2018ကဘာဖလားမအောင်မြင်ဘူးပြီးတော့ယူရို2020က21မှာကစားသွားတယ်ကိုဗစ်ကာလာဟုတ်နော်ဟုတ်ကဲ့မအောင်မြင်ဘူးပြီးတော့2021ကဘာဖလားလည်းမအောင်မြင်ဘူးအဲ့ဒီထဲမှာ Tony Cruz ကဒါအနာယူပြီးတော့မှတရော့ပြန်ပြန်ကစားတဲ့အခြေအနေဖြစ်သွားတာပေါ့နော် တော်ကြောပြန်ပြန်ကစားရတယ်ဒီ Nagelsmann ကို Nagelsmann ဟုတ်တယ်ပြန်ခေါ်လို့ Gundogan Toni Kroos တို့အသူနားလိုက်ရတာကအဓိကတော့ German ရဲ့ဟိုအမှန် Lothar Matthäus က Toni Kroos ကိုရောင်းလိုက်တဲ့အချိန်မှာသူကိုယ်တိုင်ဒီ Ole Gunnar Solskjaer နဲ့ Romanek ကိုသူကိုယ်တိုင်ဝေဖန်ခဲ့ဘူးလေဟုတ်ကဲ့ club အသင်းတမိုင်းမှာအဆိုးအဆုံးရောင်းချမှုပဲဆိုပြီးသူကိုယ်တိုင်ဝေဖန်ခဲ့ဘူးလေ Kroos ကိုလည်းသူကြိုက်တယ်အဓိကပြဿနာကဒီ Ole Gunnar Solskjaer က ဲ့လိုမျိုးဒီ Real Madrid က Toni Kroos က Bayern Munich ချက်ပို့ပြီးတော့အောင်မြင်မှုတွေရနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီ Bale တို့ Kicker တို့တစ်ချိန်လုံးကလိနေတဲ့အချိန်မှာအဲသူတို့ကလည်း Toni Kroos ကိုသူတို့အမုန်းနေရှိတယ်ဟုတ်ကဲ့သူတို့လမ်းခွဲသွားတာလည်းဟိုတကယ်လှပတဲ့လမ်းခွဲမဟုတ်ခဲ့ဘူးအ Kroos ကဟိုနောက်တစ်ခုက Olivernas ရဲ့အမြင်မှာ Kroos ဟာဒီ Munich ကိုအဲ့လောက်မချစ်ဘူးလို့သူကမြင်တယ်အဲသူတို့ဒီ Hansar ကနေလာတယ်လာပြီးတော့ ဒီမြို့နဲ့မှာလာပြီးတော့ခိုးနှားပြီးတော့သူအစတွေကဟိုထွက်ဖို့ပဲချောင်းနေတယ်လို့လို့ဘာလို့ဆိုတော့နောက်ပိုင်းဒီ Olihonas ကဒီပေါ်နိုင်ငံရေးမှာပါပြဿနာတွေတက်ပြီးတော့ထောင်ထဲပဲရောက်တဲ့အခြေအနေဖြစ်သွားပြီးပြန်ထွက်လာတာ ਨੇ ဒီမီဒီယာတွေကလည်း Tony Cruz အကြောင်းကိုပြန်ပြန်သွားတယ်ဟုတ်ကဲ့ဘာလို့ Godze ကိုယုံပြီး Cross ကိုမယုံတာလဲဆိုတော့မေးခွန်းမျိုးဟုတ်ကဲ့ Olihonas က Godze က Parmesan Cross ကတာမန်ကသားမှာမတူဘူးဆိုတာမျိုး ဲ့ဒါအဲ့အချိန်မှာ Tony Cruz ကမဒရစ်မှာ Champions League ဖလားတွေအချိန်ချင်းယူပြီးတော့အကောင်းဆုံးတန်းကိုရောက်နေပြီ။ဒါပေမဲ့သူတို့အဲ့အချိန်ကြီးမှန်မချအောင်ဒါသူတို့ကဘယ်တော့မှလည်းပြန်တဲ့မှာပြန်ဆင်ပြောင်းမဟုတ်တော့ဘူး။ Cruz ဘက်ကတော့ကျွန်တော်သိသလောက်ပေါ့နော်ဒီ Bayern Munich ကိုအဲ့လိုမျိုးဘယ်လိုကောင်းမလဲဆိုတော့နေမင်းကစားပြောတာမျိုးမကောင်းပြောတာမျိုးကျွန်တော်တော့မချဘူး။ Honest တို့ရိုမနီကီလည်းအဲ့လောက်မဟုတ်ဘူး။ဒီက Honest ကတော့တော်တော်လေးဟိုဖြစ်တယ်။အဲ့ကလာမှာလည်းဒီအဲ့လိုကြီးတိုက်ခိုက်တာကြောင့်လည်းပါရင်ပေါ့နော်နောက်တစ်ခုကတော့ ်လေဝီစင်ကလည်းအခုပြောသလိုအဖက်ဖက်ကဖီးအားရင်းနဲ့လည်းရောက်နေတယ်ဒီ initial ကာလဒါကင်လိုခဲ့တဲ့ဒီယော်ခင်လို့လို့လာလဲဒါထွက်သွားရတယ်ပေါ့နော်ထွက်သွားတဲ့အချိန်မျိုးဖြစ်တဲ့အတွက်လည်းဒီလေဝီစင်ကနေတော့ခဏနားလိုက်တာပေါ့နော်ဒါ2024မှာတော့သူပြန်ပြောင်းမှကစားပြီးတယ်နောက်တစ်ခုကျွန်တော်တို့ဒါအဲ Euro 2024ကလေ Cross တို့ပြန်ကစားလို့ဂျာမဂျာမနီကိုကျွန်တော်တို့ကဒီ Euro 2024မှာဟုတ်တယ်ကျွန်တော်ဂျာမနီကိုကျွန်တော်တို့မြင်ရတဲ့ဂျာမနီပုံစံနဲ့မြင်ရတယ်တကယ်တော့ Cross နဲ့ Gondogan နှစ်ယောက်ပြန်မလာခင်အတိတ် ဂျာမနီအသင်းဟာတော်တော်ကိုဆုတ်ဆုတ်ပြပြတော်တော်ဆုတ်တော်ဘူးအဲ့ကာလတွေမှာဟန်ဂရီလိုအသင်းမျိုးတောင်မှဒီဂျာမနီကရုံးကန်တဲ့အဆင့်ကိုရောက်သွားပြီဩစတြီးယားရောဘာလို့တော့မှရှုံးတာပဲရှုံးနေရှုံးနေရှုံးတာတွေကလည်းပြီးတော့လက်လက်မခံနိုင်တော့တဲ့အရှုံးမျိုးတွေရှုံးတာဟုတ်တယ်အဲ့တော့ဂျာမနီကိုကြီးလိုက်ရင်ဖီယိုဖီယဲဖွာလန်ကျင်းနေတာဟုတ်တယ်အဲ့ဒီမှာနက်ဂတ်စမန်ရောက်လာတယ်ရောက်လာပြီးတော့ခရော့ကိုခေါ်တယ်ကွန်ဒိုဝန်ကိုခေါ်တယ်အဲ့ပြင်သစ်နဲ့ပွဲကခိုးဆိုဒါလုံးဝမမိနိုင်ကြခိုးပဲပြင်သစ်နဲ့ခြေစမ်းပွဲမှာဒီ Florian Vast တွန်းသွားတဲ့ခိုးဟုတ်တယ်အဲ့ခရော့ အနောက်ကိုလှည့်မလို့နဲ့ fast ရဲ့လမ်းကြောင်းလေးကိုထည့်ထည့်ပေးလိုက်ပြီးတော့ကန်သွားတာပုံမျိုးဆိုအဲ့ဒီမှာဂျာမနီကယူရို2024ပြိုင်ပွဲမတိုင်ခင် momentum လေးရသွားတာဟုတ်တယ်အဲ့ခြေစမ်းပွဲလေး2ပွဲ3ပွဲဂျာမနီကစားတာအရင်ကောင်းတယ်အဲ့ဒီဂျာမနီအယုံကြည်မှုဟာယူရို2024ပြိုင်ပွဲမှာဂျာမနီကိုဒါစပိန်ပြီးရင်စောစောင်မှုအရှိဆုံးအသင်းဖြစ်မြင်ရသေးပြီးတော့အဲ့နောက်ပိုင်းမှာလည်းဂျာမနီကိုကျွန်တော်တို့အခုဒါထိုက်တန်းအဆင့်မှာဟိုတွက်လို့ရတဲ့အနေထားဒါ cross ကတော့ပြန်ပြီးတော့ဟိုမှနားသွားပြီပေါ့ဟုတ်ပါတယ်ကို တော့နောက်တစ်ခုကဝေးဒါခဏတော့အခုပြောနေတာ Florian Vas ကိုခင်းပေးလိုက်တယ်ဆိုတာလေဒီ Vas ကအခုဒါအခုသိရတယ်ပဲ Liverpool ကိုပြောင်းဖို့ကတေချာသလောက်ရှိနေအစောပိုင်းကဒါ Bayern Munich ကိုပြောင်းတယ်ဒီ Bayern Munich ကိုမပြောင်းမဲ့ဒီအပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဖြစ်ချင်တော့ Toni Kroos ကို အကြံတောင်းတာယူပါလေ။အဲ့မှာသူကလည်းဘူးပြောမယ်။ Munich နဲ့သိအဆင်မပြေတာကြီးလဲဒါ Tony Kroos ကလည်းပြပြပြမယ်တဲ့နော်။နော်တော့ Liverpool ဆင်းမှာချေပွင့်ဖြစ်ခဲ့တဲ့သူတွေပဲ။ဟုတ်ပါ Liverpool ဆင်း။အဲ့အသက်အရွယ်တန်းနေမှာပဲ။ဟုတ်ကဲ့ Kroos Liverpool ဆင်းမှာ star ဖြစ်တဲ့အချိန်နဲ့ဒီအသက်အရွယ်ပဲ20ကျော်ပဲဒီ Florian Wirtz လည်းဒီနေထားတယ်။နောက်ဟာလေဒီ Karl Heinz Riddle တဂျာမန်ကန်တော် Riddle ကတော်မွန်တော်မွန်ကဟာတော်မွန်က Riddle သူနဲ့မဆိုင်မဲတော့ Tony Cruz ကိုကြိတ်တယ် မိုဆီယလာတို့ကစားတာကိုမြင်ရတော့ဟိုတုန်းကခရော့စ်တို့ကစားတာထက်ပိုပြီးတော့စိတ်လုံရှားခဲ့လို့ပါတော့ဆိုတော့ဒါအဲ့လိုမျိုးပဲဒီခရော့စ်ကအနောက်ဂျာမန်တွေရဲ့အမြင်ပါဒီအရှေ့ဂျာမန်ပေါက်ပဲဖြစ်နေလို့တော့မသိဘူးအဲ့ဒါလည်းဖြစ်နေတယ်အဲ့လိုမျိုးเนาะနည်းနည်းတော့တိတ်တော့ဟုတ်အမှန်တော့ဒီခရော့စ်တို့ကစားပုံတိုက်ကတော့ဒါဂျာမန်ပုံစံမျိုးပါပဲမူဆီယလာတို့ကဒါဟိုခက်ရှက်ရှက်ပေါ့နော်ဂျာမန်ကကဒီတောင်အမေရိကဆန်နေတာဟုတ်တယ်သူတို့ဟိုအရင်ခေတ်ကဆိုရင်ဗျာဂျာမန်ထဲမှာဆိုရင်မမရှိုးရှိမယ် ီလိုမျိုးလည်းလည်းပဲကစားနိုင်နောက်တစ်ခုကျတော့ကစားနိုင်မှာဒါစတာကစားနိုင်မယ်နောက်တစ်ခုကျွန်တော်ဒါရှနိုက်တာရှနိုက်တာကိုလည်းလည်းအမျိုးဟိုအလိန်ခောက်ကိုလည်းလည်းကောင်းတဲ့ဟာမျိုးကျန်တဲ့ကစားမတွေကဒီမိုလာတို့ဘာလို့အစားဒီလိုမျိုးတိုက်တွေပါပဲအဲ့ဒါကိုသွားပြီးဝေဖန်တဲ့ဟာတွေကတော့သူတို့ trainer မှာကိုပဲမကျင်းတဲ့ဟာတွေလည်းရှိတယ်နောက်တစ်ခုက cross ရဲ့အောင်မြင်မှုကဂျာမနီတမိုင်းမှာလက်ဖျားခါတော့ဆရာလေးဒါပေမဲ့ဂျာမန်ကစားသမားမှာ cross လောက်ဒီဥရောပမောင်းမြင်ခဲ့ဟုတ်တယ် super ball ဒါအခု34လုံးလား 39လုံးလားတော့မသိဘူးเนาะတော်တော်တော့ဒါများပါတယ်ဂျာမန်ထဲမှာတော့တကယ်ကိုအများဆုံးပဲတူဒီခရုစ်ရဲ့ပုံစံကအခုဘယ်လိုပြောမလဲခိုင်းပုံစံတော့ဖြစ်တယ်ဒါပေမဲ့တချို့ဟာတွေမှာတော့သူ့ရဲ့ဒီခံယူချက်ပြတ်သားတာမျိုးတွေလည်းကျွန်တော်တွားပြီးတော့မှတွေးရပါတော့ဒါပေမဲ့မရကျွန်တော်တို့ဒီကိုဗစ်ကာလဆိုရင်ဒီလာဆာတွေရှော့တဲ့ဟာမျိုးရှိတယ်ဒါပေမဲ့ reen နဲ့ပတ်သက်ပြီးတော့မှဒီလာဆာနဲ့ပတ်သက်ပြီးတော့မှဟိုရှော့စရာအကြောင်းမရှိဘူးဆိုတဲ့ဟာမျိုးသူထုတ်ပြောခဲ့တာမျိုးကြီးလဲကျွန်တော်ဒါကြားနောက်တစ်ခုကတော့ဒီကာတာကဝါဖလာဒီဒီမိုက်ဂရိုဝါကာစနဲ့ပတ်သက်ပြီးတော့ သူရဲ့ယက်တီမှုတွေကိုလည်းဒီထုတ်ပြောခဲ့တာတွေလည်းရှိတယ်ဆိုတော့ဒီလိုခံယူချက်နဲ့ပတ်သက်ပြီးတော့မှာရောဒီကိုကဘာများထူးခြားတိကျမျိုးရှိလဲခံယူချက်နဲ့ပတ်သက်ပြီးတော့လေအဓိကကျွန်တော် cross နဲ့ပတ်သက်ပြီးတော့ cross ရဲ့ခံယူချက်နဲ့ပတ်သက်ပြီးတော့ဟိုအဲ့ဒီကိစ္စတွေတဲ့ကျွန်တော်ကောင်းနေမှာလေဟုတ်ကဲ့နေတာကခု Madrid ကဘာသမားဘွားနားပြီဆိုတိကျတယ်ဖျက်ချပလိုက်တာပဲဟုတ်ကဲ့ဒီတကယ်တော့ तू ဆက်ပြီးကိုကကစားနေအသိမှထရှိနိုင်သေးတယ်ပြီးတော့ तू အနေအထားနဲ့ Tony Cross ကဘောလုံးကိုဟိုဇီဒန်ပြောသလိုဟော ဘောလုံးကို look easy လောလောလီဘောလုံးကသားတာအဲ့လောက်လွယ်သလားလို့ထင်ရအောင်ကစားနိုင်တယ်သူဆိုလိုတာက तू energy site ထုတ်ကြအောင်လို့ပဲဟို तू ရက်ပလေးနဲ့ကစားနိုင်တယ်ကစားသမားမျိုးဟုတ်ကဲ့ဆိုတော့ဒီဒီအလုပ်ကိုလုပ်နိုင်တဲ့သူတယောက်ကတခြားကြိုက်တဲ့အသင်းကိုသွားလို့လည်းရတယ်ဒါပေမဲ့ crew ကဟို madrid ကဒီဘလို့ခေါမလဲ madrid မှာဆက်မကစားတော့ဆိုတော့ဘလုံးသားဘွားတခါနဲ့နားပလိုက်တယ်ဟုတ်ကဲ့အဲ့တခြားပဲ club အားလည်းမပြောင်းတော့ဟုတ်ကဲ့နောက်သူ့ရဲ့ဒီရက်တီမှုတွေအမြင်တွေပေါ့နော် အဲ့တော့အရင်သဘောကျတဲ့အချက်တွေဒီဘောလုံးသွားရင်လည်းပတ်သက်ပြီးတော့အတင်းပေါ်ရင်လည်းပတ်သက်ပြီးတော့အဲ့နီးပြရင်လည်းပတ်သက်ပြီးတော့သူ့အပေါ်မေးတဲ့အခါတွေမှာဟိုသူပြောတဲ့ဇာတ်တွေဟာအင်မတန်ရိုးရှင်းတယ်ပြီးတော့ဟိုပြတ်သားတယ်တိကျတယ်ဟုတ်ကဲ့ဟိုအားမနာဘူးလို့ပြောစရာရှိသလိုတစ်ဖက်ကပြန်ကြည့်ရင်လည်းသူဟာဟိုဖြူစင်စင်ရိုးသားပဲပြောနေတယ် sense ကိုလည်းရတယ်ဟုတ်ကဲ့ tonic cross ပြောတာတွေကဟုတ်ကဲ့ဆိုတော့အဲ့အဲ့ဒီအပိုင်းနေကျွန်တော်အရင်ကြိုက်တယ် tonic cross ကိုဟိုအဓိကတော့ဒီ ဘယ်လိုခေါ်မလဲဆိုတော့ငယ်ဘဝနေပဲပါလာတဲ့အရာတွေပေါ့မိဘတွေရဲ့ဟိုဘယ်လိုပြောမလဲပြုတ်ပြင်ထိန်းချောင်းမှုပေါ့နော်ဒီအရာတွေကတိုနီခရုစ်ကိုဟိုဒီလိုဖြစ်စီတယ်ပဲပြောရမယ်ငယ်ငယ်လေးကအရှက်တက်တယ် introvert ငယ်ငယ်လေးကဟိုတဘောကဘောလုံးကိုယူသွတ်တယ်ဒါပေမဲ့ဟိုဘောလုံးကွင်းထဲမှာပဲအလုပ်လုပ်တယ်ကျန်တဲ့ကွင်းပြင်မှာစကားမပြောဘူး Madrid ကိုရောက်လာတယ်တကယ် social life က Madrid ရဲ့ social life ကဟိုတော်တော်ကို တော်တော်ကိုတောင်းကျမ်းတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ဘယ်ဘယ်တော့မှ तू စိတ်မဝင်စားဘူး night life ကို तू မပြောဘူးညဘက်တွေ तू မထွက်ဘူးဆိုတော့ tony cross ဟာအဲ့အဲ့ဒီလူလူတယောက်ဟာပရိသတ်တွေအကုန်လုံးပြီးတော့ real madrid တသိန်းလုံးနီးပြအဆက်ဆက်ကစားပေါ်တွေအားလုံးတယောက်မကြံရဲ့အပြစ်ဆိုမြင်ရင်းမခံရပဲအလေးစားခံရတယ်ဆိုတာကအဲ့ဒီအနေထိုင်ကြောင်းလဲပါတယ် အစောပိုင်းမှာသူ့ထက်ဩဇာကြီးတဲ့ကစားသမားတွေကြားထဲမှာ तू ကတိုးလေးဖြစ်ရင်ဖြစ်နေမယ်ရုံငွေလေးဖြစ်ရင်ဖြစ်နေမယ်ဒါပေမဲ့သူ့ရဲ့အရေးအသွေးကိုကွင်းထဲမှာပြရင်ပြရင်ပြရင်နေပဲ तू ကအသင်းရဲ့တကယ်ဒီမန်တိုင်းတယောက်ဦးဆောင်ကစားသမားတယောက်ဖြစ်လာတယ်အဲ့တော့ဒါတွေကဟိုတော်ယုံ mentality မျိုးနဲ့ hard mentality မျိုးနဲ့အတော် maturity မျိုးနဲ့ဟိုလုံးမပြနိုင်တဲ့အရာတွေတော်နီခရော့စ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်စိတ်ဝင်စားတော့အတော်နီခရော့စ်ကဘာဆောင်းတွေဖတ်တယ်ဘယ်လိုရှင်းနေနားထောင်တယ်ကျွန်တော်မန်တိုင်းပြန်တော်တော် like share ဖတ်ဖို့တယ် ဒါပေမဲ့ဟိုတရင်ကမထွက်ဘူးဗျဟုတ်ကဲ့ကျွန်တော်ကြံတဲ့သူတွေအကုန်အဘသူအကြိုက်ကဘာဘသူအကြိုက်ကဘာဖပ်ရဲ့အကြိုက်ကမော်ရန်ဟွဲအကြိုက်ကဟိုဒီကလပ်ရဲ့အကြိုက်ကအဲ့အဲ့ဒါတွေကကျွန်တော်စိတ်ဝင်စားတဲ့အပိုင်းတွေပြီဟုတ်ကဲ့အခရော့စ်နဲ့ပတ်သက်ရှာလို့မရအောင်ဟုတ်ကဲ့နောက်ဆုံးဒီခရော့စ်လိုပဲဘောလုံးကိုပဲစစ်နှစ်ထားပြီးကစားတဲ့လူကမော်ရစ်နဲ့ပတ်သက်တဲ့အပြင်ပေါ့နော်ဘောလုံးကွင်းပြင်ပါဟာတွေတော့မအယမ်းဟိုဖြစ်ရသေးတယ်တော်နီခရော့စ်ကတော်တော်ငြိမ်လုံးတယ်သူ့ဇနီးနဲ့သူ့ကလေးနဲ့နောက်သူ့ကလေး တာဦးလေးနာတမီးဦးအာတမီးတမီးဦးဖြစ်မယ်တမီးဦးကမက်ဒရစ်မှာမွေးတာလေအဲ့ဒီချိန်ကစပြီးတော့ तू ကအဆင်ပိုပြေသွားမြို့နဲ့ तू तू မိသားစုနဲ့ connection ကျသွားတာသူတို့နေတဲ့နေရာက Lafensa ဆိုတဲ့နေရာကမက်ဒရစ်မှာဟိုတကယ်စင်ကြေပုံဒီလူလက်တန်းသားတွေနေတဲ့နေရာအဲ့ဒီဒီဟီးထနေတဲ့နေရာမှာမနေဘဲနဲ့အဲ့ဒီမှာ तू ထွက်နေတာထွက်နေပြီးတော့အဲ့လိုမျိုးဈေးတက်တာတဲ့လူလက်တန်းသားတွေနေတဲ့နေရာမှာဖြန့်ကျဲကျဲနဲ့ဟိုကင်းကင်းရှင်းရှင်းနေတာသူပုံစံကအဲ့ပုံစံမျိုး နောက်ပိုင်းကျတော့ဒီစပိန်မှာလည်းသူတော်တော်လေးပျော်သွားမယ်ထင်ပါတယ်လက်ရှိချိန်ကြီးလည်းကျွန်တော်နေမာယော်ကာမှာလည်းအဲအတိတ်ကအဲ့တော့ဒီမက်ဒရစ်မှာဒီသူကလေးမွေးလိုက်တဲ့အချိန်ကစပြီးတော့ဒီမျိုးနဲ့နောက်နောက်ကလေးတွေကလည်းဆက်မွေးလာတော့အဲ့ဒီအချိန်မှာပဲသူကလေးတွေကဟိုဒီစပိန်မှာမွေးတဲ့စပိန်နိုင်ငံသားတွေဖြစ်နေပြီဟုတ်ကဲ့ဆိုတော့ခါကျတော့ तू အဲ့ဒီမှာဒီမျိုးနဲ့သူနဲ့ connection မိသွားလို့ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်ဒါ Tony Cruz အကြောင်းလေးလည်းဒါပြောသွားတော်လေးလည်းပြည့်စုံပြီလို့ထင်ပါတယ်နော်ဟုတ်ကဲ့ပါဒါ Soccer Operator တွေလည်း တိုနီကရုစ်အကြောင်းလေးကိုဒါနားဆင်ခဲ့ရတာဂျင်းနဲ့အားရလိမ့်မယ်လို့ထင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့ချင်းစီကိုဂျေဇူးထူးတင်ရှိပါတယ်ခင်ဗျာ